ခရစ်စမတ်မင်းသမီးလေးမင်းတို့ဘာလို့ကျင်းလို့လဲငါရွှေတင်းကားရေနာအနောက်ရက်ဖြစ်တယ်အခုငါအစအနေပြန်ရရတော့မယ်ကျွန်တော်တို့အမ်ကျွန်တော်တို့ရောက်လာတာပဲရက်မှာစင်းရဲသားတွေအတွက်အလူငွေကောက်ခံဖို့ပါမင်းသမီးအဘော်နီရောအလူငွေထည့်ကျင်သေးလားဒီနေရာကိုလာကျင်တိုင်းလာပြီးအလူခံလို့ရမယ့်နေရာလို့ထင်းနေတာလားဒါကနန်းတော်ဆိုတာသိပါတယ်ခမရအကုတ်လူမျိုးတွေကိုကူညီပေးဖို့မဟုတ်ဘူးလားအော်အဲ့ဒါကိုငါမေ့နေတယ်တဲ့ငါကမင်းသမီးပဲလေ ဲ့လိုပြောလိုက်တော့ကလေးလေးတွေကဝမ်းသာသွားတာပေါ့နောက်တာပါအခုချက်ချင်းငါမျက်စိရှိရနေထွက်သွားကြစမ်းမင်းသမီးလေးကျမကိုပြောခွင့်ပြုပါဒီတိုင်းမိရဲ့ကလေးငယ်လေးတွေကစောင်းရဒီမှာနန်းတော်ရဲ့စောင်းရှောက်မှုနဲ့နှစ်သိမ့်မှုကိုမျှော်လင့်နေကြပါတယ်အဲ့ဒါငါနဲ့ပါဆိုင်လို့လေမင်းသမီးလေးသာသူတို့ကိုထောက်ပံ့မယ်ဆိုရင်တိတ်ကိုအားပေးရရောက်မှာပါနှစ်တက်ကိုပဲမကျင်းပါငယ်ရှင်ကနန်းတော်ပတ်ဝန်းကျင်အလုပ်တွေကိုသာပြီးအောင်အားထုတ်ပြနိုင်မယ်ဆိုရင်တိတ်ကိုအားပေးရရောက်မှာပေါ့ဒါပေမဲ့မင်းသမီးလေးမနေ့ပြန်ခရစ်စမတ်နေ့ပါ ကျမကိုနည်းနည်းစောပြီးပြန်ခွင့်ပြုဖို့မျှော်လင့်နေခဲ့တာပါအဲ့ဒါဆိုရင်ကျမအမေနဲ့တို့ခရစ်စမတ်ပွဲကိုဆင်နွှဲလို့ရပါတယ်ဒီမှာပါဗျရှင်မနေတာပဲရှင်ကိုပေးထားတဲ့အလုပ်တွေကိုအရင်ပြအောင်လုပ်တင်တယ်မီးလင်းဘုံကိုခုဆရှင်းပါညမရောက်ခင်မီးခိုးခေါင်းနိုင်ကိုရှင်းမိသားဖြစ်ချင်တယ်အခုငါ့ကိုတယောက်တည်းထားခဲ့နိုင်မလားဒါဆိုရင်လည်းအနည်းဆုံးတော့ခရစ်စမတ်အတွက်ဘောနဲ့လောက်တော့ရနိုင်မလားယင်ကျမရဲ့မိကနေမကောင်းဖြစ်နေလို့ပါအခုကျမကိုတယောက်တည်းထားခဲ့မယ်ဆိုရင်မီးလင်းဘုံရှင်းမိတာနဲ့ရှင်ကိုသွားခွင့်ပေးမယ် ဘောနက်လည်းမရဘူးပတ်စံလည်းထပ်မပေးဘူးရှင်ရနေတဲ့အရာတွေကတော့ရှင်နဲ့မထိုက်တန်ဘူးအခုငါမျက်စိရှိရနေထွက်သွားအိုးကျေးဇူးတင်ပါတယ်မင်းသမီးလေးကျေးဇူးတင်ပါတယ်ကျမမီးလေးမို့ချက်ချင်းလုံလိုက်ပါမယ်ဒီလူတွေအကုန်လုံးကအခုညီပဲလိုက်တောင်းနေကြတယ်တို့အကုန်လုံးနေပါပဲတို့ရဲ့ငွေကြေးတွေအလုံးမလုံးနိုင်ကြဘူးလားမင်းသမီးလေးအတွက်ညနေခင်းလက်ဖက်ရည်ပါရှင်ပြန်တော့ရပြီတင်မင်းသမီးလေးခွင့်ပြုမယ်ဆိုရင်ကျွန်တော်တောင်းဆိုချင်ပါတယ်ကျမဘာမှခွင့်မပြုဘူး နှစ်ပေါင်းများစွာထားခဲ့တဲ့ဒေါသတွေမလုံမုံထားမှုတွေတကူကောင်းဆံမှုတွေကလူတယောက်ကိုတကယ်ပင်ပန်းစေနိုင်ပါတယ်။မင်းဘာများဖြစ်သွားမလဲဆိုတာဘသူသိနိုင်မှာလဲ။အဲ့ဒါကိုဘသူကခ ्यू ဆိုင်နေလို့လဲ။ခရစ်စမတ်အကြိုနေ့မှာပျော်ရွှင်ပါစေမင်းသမီး။မင်းသမီးလေးရဲ့အခန်းထဲကိုနတ်သမီးတစ်ပါးရောက်လာခဲ့ပါတယ်။နတ်မိမယ်ကြီးကျမကလေးဘွားတွေကရှင့်ကိုမတွေ့ရတော့ဘူးလေ။ဟုတ်တယ်။နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။မင်းကဘာမှမလိုအပ်တဲ့ဘွားတကူကိုကိုယ့်ဘာသာကိုတိဆောက်ခဲ့တယ်။ငါကူညီဖို့မလိုအပ်ခဲ့ဘူး။ ဒါဆိုရှင်ဘာလို့ဒီကိုရောက်လာတာလဲဒီဘွားမှာမင်းအရန်တကူကောင်းဆန်စွာနေထိုင်နေတယ်။မင်းရဲ့နီးလန်းတွေကိုပြောင်းလဲဖို့အချိန်တန်ပြီ။မဟုတ်ဘူး။ကျမဘွားကိုဒီတိုင်းပဲလိုချင်တယ်။ကျမရဲ့ပတ်စံတွေနဲ့တယောက်တည်းနေရတာကိုသဘောကျတယ်။မင်းသမီးအဘိုနေဒီညမင်းစီကိုဝိညာဉ်သုံးပါလာရောက်လည်ပတ်ပါလိမ့်မယ်။တို့ကမင်းမားနေတယ်ဆိုတာကိုမြင်အောင်ပြပေးလိမ့်မယ်။အချိန်မပြောင်းဖို့ပဲတို့ကိုပြောလိုက်ပါ။တို့ကရောက်နေပါပြီ။ကံကောင်းပါစေမင်းသမီးလေး။ မင်းဒီဘွားကနေနောင်တနဲ့မထွက်ခွာရအောင်မင်းရဲ့ပုံစံမျိုးပြောင်းလဲလိုက်ပါအဲ့ဒီလိုပြောပြီးနတ်သမီးကပျောက်ကွယ်သွားပါတယ်အစီကံတွေကပြရင်းပေါက်တွေကိုတော့တေချာမပိတ်နိုင်ဘူးပဲမင်းသမီးလည်းအိပ်ပျော်သွားတော့တစုံတစ်ခုကပြရင်းပေါက်ကနေဝင်လာခဲ့ပါတယ်မင်းသမီးအဘိုနီမင်္ဂလာညချမ်းပါမင်းကအတော်လေးတက်တောင့်တက်တာရှိတဲ့အိပ်ရာကိုပိုင်ဆိုင်ထားတာပဲချက်ချင်းထွက်သွားစမ်းအဆောင်လေအဆောင်လေဒီမှာတခိုးဝင်နေတယ်တို့တို့မင်းရဲ့အတန်ကိုမကြားရပါဘူးလူမိုက်မာလေးငါမင်းကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး ငါ့ဝိညာဉ်မှာမင်းသမီးကတကားစီထွက်ပြေးသွားတော့ဝိညာဉ်ကပြည့်ရလိုက်ပါတယ်။ဟွန်းဟွန်းမင်းကိုထွက်သွားခွင့်မပေးဘူးသခင်မလေး။ဒါကနိုးထခေါ်ဆိုမှုတစ်ခုပဲ။ငါခုပဲနိုးနေပါပြီ။ကျေးဇူးများကြီးတင်ပါတယ်။ငါခရစ်စမတ်ပြည့်စုံပိုင်းဝိညာဉ်မှာမင်းနဲ့ငါနဲ့စွန်စားကန်းတစ်ခုစီကိုသွားကြမယ်။ရှင်နဲ့တူဘယ်ဟုမှမသွားနိုင်ဘူး။စိတ်မကောင်းပါဘူး။မင်းမှရွေးချယ်စရာမရှိဘူး။ခရစ်စမတ်ကာလကိုရင်ဆိုင်ပြီးပြောင်းလဲမှုလုပ်ဖို့အချိန်တန်ပြီ။မင်းစီကိုဒီညဝိညာဉ်တော်မှာလာရောက်လည်ပတ်လိုက်မယ်။ ငါခရစ်စမတ်ပြစ်စုံပံရဲ့ဝိညာဉ်မှာမင်းရဲ့ဘွားတွေကမှားနေတာတွေကိုငါပြပေးမယ်။ကောင်းပြီလေ။ဂျန်နီနှစ်ယောက်ကဘယ်သူတွေလဲ။အတိတ်နဲ့အနာဂတ်ပါ။သူတို့နောက်ထပ်ရောက်လာပါလိမ့်မယ်။ကဲမင်းစိတ်မပြောင်းခင်သွားကြစို့။ငါဘယ်တော့မှသွားမယ်လို့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ဝိညာဉ်အမေနမီလေးရဲ့လက်ကိုကင်လိုက်တာနဲ့နှစ်ယောက်လုံးပျောက်ကွယ်သွားပါတယ်။ဒီနေရာကဘာလဲ?ဝမ်းနေစရာနဲ့မေးရောနေတဲ့နေရာတခုလား။ဒီနေရာကဝမ်းနေစရာဒါမှမဟုတ်လုံးဝမေးရောနေတဲ့နေရာတခုမဟုတ်ပါဘူး။ကြည့်လိုက်ပါ ။သူတို့ကအိမ်ထဲကိုလန်းကျင်းလိုက်တော့မကျမ်းမာတဲ့အဖာအိုတယောက်နဲ့မိန်းကလေးတယောက်ကိုတွေ့လာရပါတယ်။ငါတို့ကငါ့ရဲ့စီကံဘော့ဘီရဲ့အိမ်ကိုရောက်နေတာပဲ။သူမရဲ့မိကအတော်လေးနေမကောင်းဖြစ်နေတယ်။ဒီယောဂါကိုနန်းတော်ရဲ့မကုဆက်စီကိုသူမတတိထားတဲ့နဲ့။အာဒါဆိုမင်းမြင်တာပဲ။မင်းကမမြင်ကြအောင်ပဲစောင့်နေခဲ့တာ။ဘာလို့မြင်တာလဲ။မင်းကိုဂယူဆိုင်ပေးတဲ့သူတွေကိုယ်တိုင်ဂယူဆိုင်ခံရဖို့လိုအပ်တယ်ဆိုတာကိုပါ။ဘော့ဘီရဲ့အမေကအရင်ဖြားနေတယ်။သူမကဆေးဘိုးပေးဖို့အတွက်မင်းကိုခရစ်စမတ်ဘောနဲ့တောင်းခဲ့တာကိုမင်းညှင်းပယ်ခဲ့တယ်။ ခရစ်စမတ်ဂျိုနေမှာလဲသူမရဲ့အမေကိုပြုစုဖို့အတွက်ဆော့ဆော့ပြန်ခွင့်တောင်းခဲ့တာတော့မင်းကသူမကိုအလုပ်တွေပိုးပေးခဲ့တယ်။ဒီတိုင်းပြည်မှာငါတို့အားလုံးကကိုယ့်လက်ဝါးကားနဲ့ကိုယ်ပဲဇင်ကံပစ္စည်းတွေကိုရှာဖွေရတယ်လေ။ဒါပေမဲ့မင်းကဇင်ကံပစ္စည်းအကောင်းဆုံးတွေကိုပိုင်ဆိုင်ထားသူပါ။မင်းကဒီလူတွေကိုဂိယုဏထားပြီးမပေးကမ်းချင်ဘူးလား။မလောက်ချင်ဘူး။ခဏကြာတော့တင်ရအိမ်ထဲကိုဝင်လာပြီးဘော့ဘီကိုအိတ်တလုံးပေးလိုက်ပါတယ်။အထဲမှာတော့ဆေးရီထည့်ထားတာပေါ့။ဒါပါလေတင်ပါရီယူလာတာလေ သူမဘောဘီရဲ့အမေအတွက်ဆေးရီပေးခဲ့တာပါ။ဒါပေမဲ့တင်းကဘောဘီထက်တပတ်စာလောက်ခနည်းနည်းပဲရတာ။သူမတတ်နိုင်ပါဘူး။လောအားကနည်းနည်းပဲရတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့နှလုံးသားနဲ့သူ့ရဲ့မြေတားအမှန်ကန်တဲ့နေရာမှာရှိတယ်။နေုံငါဘောဘီရဲ့မိဆေးရတာကိုမြင်ကျင်တယ်။ငါတို့တေချာမြင်ခဲ့ပြီးပြီလေ။သွားဖို့ချိန်တန်ပြီ။သူတို့ကနန်းတော်တွေကိုပြန်ရောက်လာခဲ့ပါတယ်။မင်းသမီးကိုနန်းတော်တွေပို့ပေးတာနဲ့ဝိညာဉ်ငယ်လေးကပျောက်သွားပါတယ်။တင်ငါ့ကိုပေးတဲ့လက်ဖက်ရဲမှာဘာတွေပါနေတာလဲ။ မင်းသမီးကအဲ့ရတဲ့ကိုကြည့်လိုက်တော့ဝိညာဉ်နောက်တစ်ယောက်ကိုထပ်တွေ့ပြန်ပါတယ်။ငါခရစ်စမတ်အတည့်ရဲ့ဝိညာဉ်ပါ။ဩကောင်းပြီလေ။နောက်တစ်ယောက်ထပ်ရောက်လာပြီပေါ့။ခရစ်စမတ်ပြည့်စုံပန်ငါလာမယ်လို့မပြောခဲ့ဘူးလား။ပြောခဲ့တယ်။ဒါပေမဲ့ငါမင်းကိုဒီမှာရှိနေတာမလို့ချင်းဘူး။ No မင်းမအဲ့ရဘူး။မင်းသမီးတစ်ယောက်ကအလှပအတွက်အိပ်စက်ဖို့လိုတယ်ဆိုတာမကြဘူးလား။ငါအပေါ်ရန်အတွင်းပြင်းတွေကိုဂယူဆိုင်တဲ့သူနဲ့တူနေလို့လား။ အတဲဝိညာဉ်ဟာမင်းသမီးကိုနှင်းတွေအများကြီးရှိတဲ့နေရာကိုခေါ်သွားပါတယ်။အဲ့ဒီနေရာမှာတော့သူမနဲ့တူတဲ့မင်းကလေးနဲ့မင်းသားဘီကို တွေ့လိုက်ရပါတယ်။မင်းသူတို့မှတ်မိမယ်လို့ငါထင်ပါတယ်။ဒါဒါငါနဲ့မင်းသားဘီပဲ။ဒါငါတို့ဆက်ဆက်တဲ့ညမဟုတ်ဘူးလား။မင်းပြောတာနေဆက်ပါတယ်။ဒါဒါသူငါ့ကိုထားခဲ့တဲ့ညမဟုတ်လား။မင်းပြောတာမှန်တယ်။ငါဒါတွေကိုမကြည့်ချင်ဘူးဝိညာဉ်။ငါ့ကိုဒီနေရာကနေခေါ်သွားပေးပါ။ဒါဆိုမင်းရဲ့အတိတ်ကမှားယွင်းခဲ့တဲ့အရာတွေကိုမြင်ရတာမင်းနာကျင်နေတာလား။ အချစ်ရှင်ကျမကိုတကူကူပြောဖို့ရှိတယ်လို့ပြောခဲ့တာဘာလဲရင်အဘော်နီငါမင်းကိုချစ်တယ်ဆိုတာမင်းသိပါတယ်တေချာတာပေါ့ချစ်ရဲ့တိတ်တည်တာပေါ့ငါဒီစကားတွေပြောဖို့ဘလောက်နာကျင်ရတယ်ဆိုတာကိုလည်းမင်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဘာပြောမှလဲရင်ငါမင်းကိုလက်မထပ်နိုင်တော့ဘူးတကယ်လားရှင်ကျမကိုစနေတာပါနော်မင်းကမင်းကိုမင်းနဲ့မင်းရဲ့ပတ်စံနေရာလွယ်ပြီးဘသူ့အမှမချစ်ဘူး မင်းရနေတိုင်းညတိုင်းမင်းရဘန်နာတိုင်းထဲမှာပဲမင်းရဒင်းကားတွေကိုရေးတွဲရင်အတုံးစိတ်တွေကိုဘတ်ဂျက်ချိုင်းနဲ့ကုံဆုံးနေတာလေတကဘာလုံးမင်းဘေးကနေဖြတ်သွားရတာမင်းတတိထားမိမှာမဟုတ်ဘူးကျမကျမရှင်းကိုချစ်ပါတယ်တစ်ချိန်တုန်းကချစ်ခဲ့တာဖြစ်နိုင်တယ်လို့ငြိမ်ယုံကြည်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကအတိတ်ဖြစ်သွားပြီငါတို့ရဲ့ဆက်ဆက်မှုလို့ပေါ့မင်းသမီးနှုတ်ဆက်ပါတယ်မင်းသမီးလေးကထွက်ပြေးသွားခဲ့ပြီးမင်းသားပြီကလည်းတို့ရဲ့ဆက်ဆက်လက်ဆက်ကို ချုပ်ပြီးလှုပ်ပြလိုက်ပါတယ်ဒါရီကငါမေးလို့နေပါဖြစ်နေခဲ့တာ ငါတို့ဒီမှာပြီးသွားပြီလို့ငါထင်နေခဲ့တာ။ तू ကပက်ဆန်ကြောင့်မင်းကိုထားခဲ့တာ။ तू ကပက်ဆန်ကိုသူ့ထက်ပိုချစ်တယ်လို့ထင်ပြီးငါ့ကိုထားခဲ့တာ။ရှင်အားသူ့ကိုတကယ်ချစ်ခဲ့တာလား။ငါဒီမှာတမီးနှစ်တောင်ထပ်မနေကြတော့ဘူး။အခုပဲငါ့ကိုခေါ်သွားပေးပါ။မင်းသမီးလေးတော့ကနန်းတော်ရဲကို ပြန်ရောက်လာခဲ့ပါတယ်။မင်းသားဘီကတခြားတယောက်နဲ့လက်ထပ်ခဲ့တယ်။ तू ကချစ်စရာကောင်းတဲ့မိသားစုကိုပိုင်ဆိုင်ထားတယ်ဆိုတာမင်းသိပါတယ်။တို့ရောပစ္စည်းဥစ္စာတွေတဲ့တူအိုတူတန်ဖိုးထားကြတယ်ချစ်ဆရာကောင်းတာပဲ မင်းရဲ့ပြည့်စုံပင်ဆင်းရဲဒုက္ခကိုမင်းမြင်ခဲ့ပြီမင်းသမီးမင်းမှာအခြားသူတွေပေါ်တက်ရောက်စေခဲ့တဲ့နာကျင်မှုတွေနဲ့ပြည့်နေတယ်။မင်းရဲ့အတိတ်ကိုလည်းမြင်ခဲ့ပြီမင်းပြင်ဆင်ဖို့တဲ့ရှောင်ပြေးဖို့ရွေးချယ်ခဲ့တဲ့နာကျင်မှုတွေပေါ့အခုမင်းရဲ့အနာဂတ်နာကျင်မှုကိုမြင်ရတော့မယ်။ကျေးဇူးပြုပြီးနောက်ထပ်တရေ၆တာတွေမလုပ်ပါနဲ့တော့ကျမမခံစားနိုင်တော့ဘူး။မင်းသမီးလေးကအဲ့လိုပြောလိုက်တော့ဝိညာဉ်လေးကထွက်ခွာသွားပါတယ်။အခန်းကရုတ်တရက်မောင်းမဲလာပြီးအနာဂတ်ဝိညာဉ်ကရောက်လာပြန်ပါတယ်။ ရှင်ရခရစ်စမတ်အနာဂတ်ရဲ့ဝိညာဉ်ဖြစ်ရမယ်။ဒါကိုအမြင်ပြေးဆုံးလိုက်ကြရအောင်။ရှင်စကားမပြောဘူးလား။ဘာဖြစ်တာလဲ။ဝိညာဉ်ကမင်းသမီးကိုအနာဂတ်စီခေါ်သွားလိုက်ပါတယ်။အနာဂတ်ကိုရောက်တော့သူတို့ကအိမ်တလုံးရှိမှာရန်နေခဲ့ပါတယ်။ဒါကကွယ်လွန်သွားတဲ့စိတ်ထားမကောင်းတဲ့မင်းသမီးအပေါ်နေအတွက်ပဲ။သူမဘယ်တော့မှနှွေးထွေးမှုကိုမခံစားရပါစေနဲ့။သူမခံယူထိုက်တာတော့ဒီလောက်ပါပဲ။သူတို့ကကျမကိုအယံမုန်းနေကြတာလား။ ကျမဒီနေရာကနေထွက်ခွာသွားပြီးနောက်မှာတော့ကျမအကြောင်းကိုကောင်းကောင်းမပြောနိုင်လောက်အောင်လားဖြေပါဝိညာဉ်ဒီတိုင်းနေရာလူတွေကကျမရဲ့မပေးကမ်းတတ်တဲ့သဘောထားကြောင့်ကျမကိုယုံမုန်းနေကြတာလားကျမတစ်သက်လုံးအမုန်းခံရဖို့ကန့်စမပါနေတာလားကျမဝန်ခံပါတယ်ကျမဘေးထက်ပတ်စံကိုပို့ချက်ခဲ့တယ်ကျမရဲ့စိတ်ဆန်းမှုပြတ်သွားတာကျမကိုအခုလိုမျိုးရက်ဆက်ပြီးဒီကိုခေါင်းဆန်တဲ့လူတယောက်ဖြစ်အောင်ပြောင်းလဲစေခဲ့တယ်ကျမအဲ့ဒီလိုလူဘယ်တော့မှထပ်မဖြစ်ချင်တော့ပါဘူးငါအိမ်ပြန်ရောက်ပြီငါအိမ်ပြန်ရောက်ပြီပဲဌာနန်းတော်တွေကငါ့ရဲ့အိမ်ခန်းပဲ ဒီနေ့ကခရစ်စမတ်နေ့မနေ့ပဲငါချင်မိပါအောင်မလားမသိဘူးငါအမြန်သွားရမယ်မင်္ဂလာမနေ့ခင်းပါမင်းသမီးလေးမင်းသမီးရဲ့မနေ့ခင်းလက်ဖက်ရေးပါတင်မင်္ဂလာခရစ်စမတ်ပါသိရဲ့လားရှင်ဒီနေ့တနေ့လုံးမိသားစုနဲ့အချိန်ပေးဖို့အတွက်အနားယူလိုက်ပါအိုးဒါကြတော့တပတ်လုံးအနားယူလိုက်ပါနေ့သစ်ပြီးမှပဲပြန်တွေ့ကြမယ်တကယ်လားမင်းသမီးလုံးဝတေချာတာပေါ့ခရစ်စမတ်လက်ဆောင်လို့သဘောထားလိုက်ပါ အော်ပြီးတော့တင်ရှင်ကိုဘသာကိုတခုခုဝယ်လိုက်ပါ ပိုက်ဆံကျမပေးပါမယ်။မင်းသမီးအဖိုနီမင်္ဂလာမနက်ခင်းမှာပေါ့ဗျ။မင်္ဂလာခရစ်စမတ်နဲ့ပျော်ရွှင်ပွဲအားလည်းရပါ။ကောင်းသောနမိတ်တွေကိုရရှိပါစေချစ်ကလေးရေ။ဒါကမင်းရဲ့အမေအတွက်ပါ။ဒါကမင်းရဲ့အမေနောက်တစ်နှစ်စာတီလိုအပ်မဲ့ဆေးရီအပြည့်တက်ထားတဲ့အိတ်ပါ။မျောလင့်ထားတာကတော့သူမအမြန်ဆုံးတက်တာပြီးဆေးရီထက်တော့ဆရာမလိုပါစေနဲ့တော့။အော်အော်ဒါကတော့မင်းအတွက်ပါ။မင်းတောင်းဆိုခဲ့ရခရစ်စမတ်ဆူချေပါ။မင်းသမီးဘာဖြစ်လာတာလဲ။ကျမလေးစားစွာနဲ့မေးတာပါ။ အတိတ်နဲ့ပြည့်စုံပံမှာကျမရဲ့အပြုတ်မှုတွေကိုလက်ခံပြီးပုံမတော့ပါတဲ့အနာဂတ်ကိုမျှော်ကြည့်ဖို့လိုအပ်တယ်လို့ပြောရမှာပေါ့။ဘာပဲဖြစ်ဖြစ်မင်းသမီးလေးပြောင်းလဲလာတာကိုဝမ်းသာပါတယ်။ကောင်းပါပြီ။ဖြောရှင်ပွဲအားလည်းရဖြစ်ပါစေပေါ့ဗျ။မင်းသမီးလေးကျမတို့နဲ့တူခရစ်စမတ်ဆင်နွှဲကြမှာသလား။ရှင်တို့နဲ့တူလား။ကျမမှခရစ်စမတ်ကိုအတူဆင်နွှဲဖို့ဘယ်သူမှမရှိဘူး။အဲ့ဒါကြောင့်ပဲမင်းသမီးစမရဲ့မိသားစုနဲ့တူဒီနေ့ခရစ်စမတ်ကိုဆင်နွှဲကြလားလို့မေးနေတာပါ။အော်ဘောဘီကျမခေါ်ယူမိပါတယ်။ နောက်ဆုံးမှာတော့မင်းသမီးလေးရဲ့ဘောဘီရဲ့မိသားစုနဲ့တူခရစ်စမတ်ပွဲကိုပျော်ရွှင်စွာဆင်နွှဲခဲ့ပါတဲ့။